ုံးလုံးသူရှင်မန်းဘက်ကလိုက်ပြီးတရုတ်ဆောင်တန်တာမိုးတိန်အပေါ်မှာနှမကျဲမစာမနာပြောဆိုခဲ့တာကြောင့်ပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုအလူလဲခံနေရတဲ့တရုတ်ဆောင်နဲ့ဆိုတော့ထွန်းထွန်းငါမိန်းကလေးတယောက်တည်းငါမှငါမင်းရှိတယ်ငါအဖေမရှိတော့ဘူးအရသာမင်းရောက်ခဲ့လေအရသာမင်းရောက်ခဲ့လေညနောက်အုတ်လိုက်ကြီးလေတသိရှိလောက်လိုက်လေမိမက်တိုင်းဒီမှာမဟုတ်တာ လို့ဘင်္ဂလားဒေ့ရိုင်းမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပပြုလုပ်ခဲ့တဲ့ထုံးလုံးသူရွှေမန်းခေါ်ဝင်းမင်းမောင်ရဲ့မင်္ဂလာပွဲနဲ့ပတ်သက်ပြီးရီစာဟောင်းဖြစ်သူတန်တာမိုးသိန်းကလူမှုကွန်ရက်စာမျက်နှာကနေအကြောင်းအရာတချို့ကိုချပြခဲ့ရာကနေထုံးလုံးသူရွှေမန်းဘက်ကနေမခံနိုင်လို့ဝိုင်းဝန်းတိုက်ခိုက်တဲ့သူတွေရှိလာခဲ့ပါတယ်။ ထိုအထဲမှာတော့တရုတ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကလည်းတယောက်ပါဝင်ဖြစ်ခဲ့ပြီးရွှေမန်းကလက်ထက်ယူထားတဲ့ဒေါက်တာမင်းကလေးကိုတော့အကောင်းပြောကတရုတ်ဆောင်တန်တာမိုးသိမ့်အပေါ်မှာတော့ချိုးနှိမ်ပြောဆိုခဲ့တာတွေကြောင့်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်ပြောဆောင်ထွန်းထွန်းကအခုလက်တလောဖြစ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးကိုကအတိကပအဝင်ရင်းနှီးခဲ့သူတယောက်မို့ဖြစ်ခဲ့သမျှကိုအမှန်တိုင်းခြားပြခြင်းမာတယ်။ ဒီလိုချပြခြင်းကဘသူတဦးတယောက်ကိုမှနစ်နာထိခိုက်လိုခြင်းအလင်းမရှိသလိုအခုချိန်မှာအဓိကလူနှစ်ဦးအပေါ်မှာအထင်မြင်လွဲမှားဆွဆဲခြင်းနဲ့တရင်လွန်ဖြစ်ပေါ်လာသလိုဒီလို post တင်မှုအပေါ်ကာယကံရှင်များကစိတ်ထဲဘလို့မှမရှိပေမယ့်ဆွေမျိုးနဲ့တငယ်ချင်းများစိတ်မကောင်းဖြစ်မှာဆိုလို့ရှင်းပြရခြင်းဖြစ်ပါတယ်ရှခုတငယ်ချင်းဒေါက်တာမာလီရဲ့ခင်မုန်းဟာသူ့ရဲ့နောက်ဆုံးအဲ့ဒီတယောက်နဲ့မနေ့ကနိုဝင်ဘာလမှာကလေးကပြက်ခဲ့ပြီးနောက်မှမှသူတို့နှစ်ဦးစတွေ့ခဲ့တာပါ အဲ့ဒီမှာမြင်မြင်ချင်းသဘောကျစိတ်ဝင်စားလို့တငယ်ချင်းတောက်တာကိုကျွန်တော်ကတဆင့်မိတ်ဆက်ခိုင်းချင်းကတ်တာတွေလောက်ခိုင်းတာပါတငယ်ချင်းတွေကလည်းတားကြပါသေးတယ်ကျွန်တော်တကယ်ချင်းဒေါက်တာလေးကအနုပညာလောကတွေက မဟုတ်တလို့အနေအေးသူရိုးရှင်းသူမိဘအတိုင်းဝိုင်းအနေထားအရာအပျော်ကြံဖို့မတင်ကြောင်းခမည်းရဲ့အရင်စရိုက်တွေဖျောက်ဖျက်ပြီးမှချစ်ကြိုင်တင်ကြောင်းဖြောင်းပြခဲ့တာပါမိန်းကလေးကလည်းအမျိုးမျိုးလေးလာဆုံးဖြတ်ပြီးတော့မှချစ်သူတွေဖြစ်ခဲ့ကြတာပါ ချစ်ကြတော့လဲမခွဲနိုင်မခွာနိုင်နှစ်ဦးနှစ်ဖက်နှစ်သက်မြတ်နိုးလွန်းလို့ဝါကျွတ်တာနဲ့လက်ထက်ကြဖို့အတွက်အရွယ်တွေကလည်းမငယ်ကြတော့လို့လက်ထက်မင်္ဂလာပွဲကို2025နိုဝင်ဘာမှာပြုလုပ်ဖို့အစီအစဉ်ကဲကြတာပါနောက်ဆုံးပြောရရင်သတို့သားလောက်ဟာနောက်ဆုံး EAC ကိုပြတ်သွားပြီးမှတကြိမ်တစ်ခါသာဖုံးဆက်ခဲ့ပါတယ်တဲ့ အဲ့ဒါလေလွန်ခဲ့သော3လလခန့်ကသူမနဲ့ရှိုက်ကူးရဲ့အစီအစဉ်ထားသောရုပ်ရှင်ကဇလန်းကိစ္စနဲ့ပတ်သက်ပြီးကုမ္ပဏီဝန်ထမ်းများအားသူမပြောခဲ့သောစကားလုံးများကိုဝန်ထမ်းများမှစာပို့ထားခဲ့တာကိုမြင်တွေ့ပြီးရုတ်တရက်ဒေါသဖြင့်နုံနိုးချင်းမနဲ့အစောမှာဖုန်းဆက်မိခဲ့တာလို့အတိအကျသူဝန်ခံခဲ့ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တငယ်ချင်းတို့ဇနီးမောင်နဲ့အပေါ်မှာအမြင်မားနေတာတွေမဖြစ်ဖို့ဝင်ပြောပေးတာပါဟုဆိုကတရုတ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြောကြားသွားခဲ့တာလည်းဖြစ်ပါတယ်။ တန်တာမိုးသိန်းကတော့ဒေါက်တာမလေးကတော့အပျော်ချန်ဖို့မသိမဲသူမလိုမင်းသမီးတယောက်အနေနဲ့တော့အပျော်ချန်ဖို့အသင့်တော်တယ်ဆိုတဲ့စကားလုံးအသုံးနှုန်းတွေပါသုံးခဲ့တယ်။တရုတ်ဆောင်တဲ့အဆိုတော်ထွန်းထွန်းကိုသူပြောခဲ့တဲ့စကားလုံးတစ်လုံးစီတိုင်းအတွက်ဖြည့်ရှင်းလာခင်တာလည်းဖြစ်ပါတယ်။ငါမိန်းကလေးတယောက်ထဲငါမှငါမင်းရှိတယ်။ငါဖေမရှိတော့ဘူး။အဲ့တော့တာမင်းယောက်ကလေးအဲ့တော့တာမင်းယောက်ကလေး င်တော့အုပ်လိုက်ကြီးလေးတသိရှိလောက်လိုက်လေးမင်းမတိုင်းဒီမှာမဟုတ်လားအဲ့တော့ဘိတ်ကလေးတောင်ဝိုင်းပြီးတော့ထိုးနေတာမရှက်ဘူးတာဟမ်ဟမ်အဲ့ဒီဟိုကောင်ကညို့နာမည်ထက်တယ်ပြောထားထားထားဟမ်နော်ဘူးကြလဲဆိုငါပြောတယ်ဟာမင်းမပါနဲ့တပိကိစ္စတမိရှင်းမယ်မင်းမမင်းမပါနဲ့နော်ငါမိန်းကလေးတယောက်တည်းငါမှငါမင်းရှိတယ်ငါဖေးမရှိတော့ဘူး ငါဘာငါခက်ရငါရှုံးရငါအသက်16 18ငါအပြင်ဆုံးလာဒီအိမ်တော်ကြီးတစ်ခုလုံးငါပဲဦးစီးလာငါမှာပင်မစီရဲ့ပူစာအများကြီးရှိတယ်။နော်နင်တို့ထုံးနေတဲ့ထုံးနေတော့မရဘူး။နင်တို့ကကာဝဲပေးမဲ့အဖေတရားမရှိယောက်ျားတရားမရှိဒီအိမ်မှာယောက်ျားတရားမရှိဘူးဆိုရင်နင်တို့ငါ့ကိုပြောရင်နိုင်ပြောဆိုရင်လည်းတို့တိုင်လို့လို့မရဘူး။ ဝိုင်းလုံနေတာအခုအောက်တန်းဆိုင်အောက်တန်းဆိုင်နင်တို့အောက်လိုက်ဝိုင်းလုံနေတာနင်တို့မိဘတွေလိုပြမေးကြည့်လိုက်နင်တို့မိဘတွေရက်သမားတွေသမားတွေအမေမပါနဲ့လို့တမိကိစ္စတမိရှိမယ်အမေစိတ်တူတာတည်ရအမေမပါနဲ့ဘာသာလို့ဒီဟိုတရားလို့ပဲမိဘတွေလည်းလက်ပတ်ကြည့်လိုက်ဟမ်နင်တို့အခုယောက်ျားအိတ်တမယ်ထက်တယ်လေငါငါမငါ့ကိုကာဝယ်မယ်လူငါငါ့ကိုငါပဲရှိရနော် အဲ့ဒါပဲငါ့ပေါင်းသင်းနေရှိတယ်ငါ့နောက်မှာထိနေတယ်ငါ့ပေါင်းသင်းနေရှိတယ်ဒီမစားရင်တော့ထိရင်ထိလို့ရတယ်ထိလိုက်ထိထိပြီးငါ့တဲ့ရောက်တစ်ခါတည်းတက်ခဲ့ငါ့တဲ့ရောက်တစ်ခါတည်းတက်ခဲ့ငါ့ရှင့်အောင်တော့မထားခဲ့နဲ့ရမလားဟင်း ရမှာရမှာလောက်ကြည့်လိုက်ပြီမဟုတ်ဘူးအမေအမေခဏလေးနေခဏလေးနေနေတော့ခဏခေါ်လိုက်တော့ခဏခေါ်လိုက်တော့ခေါ်လိုက်တော့အမေမရမမရမမရငါမေပါတခုဖြစ်ရင်ညို့ကုန်တွေ့မှာလားဝင်ဝင်ထဲဝင်မေထဲဝင်တော့ဝင်လို့မမဝင်ခိုင်းတော့ဘယ်ဒီမှာကြောခဏမှာအောင် ျွန်မတခုခုဖြင့်သူတို့နော်သူတို့ရဲ့စာထဲမှာကွာချိတ်ချောက်စာပါလာပြီးသားနော်ကျွန်မကိုမင်းရတောင်းမှန်နဲ့အမေကိုတောင်းမှန်နဲ့ကျွန်မကြေးပေးထားပြီးသားကျွန်မကိုထွက်လာမလို့နဲ့ခုနေမှာကျွန်မကအကုန်လုံးပတ်ရမ်းမှာတော့ရမ်းလို့ရတယ်ကျွန်မမှာတက်တေထောက်ထားချက်လက်ကုန်ရှိတယ်ရှိတယ် တယ်ရောမမင်းကလေးတယောက်ကိုဝိုင်းပြီးတော့အဲ့လိုမျိုးလုပ်တာဟင်ချင်းတော့မအညီမမရှိဘူးလားဟမ်အဲ့လိုပို့စ်တခုတင်လိုက်လို့မရှိဘူးလားမရှိငါဟင်အခုပို့စ်တင်နေအကိုကျွန်မနာမည်မပြောချင်လို့ဟမ်အဲ့ပို့စ်ရေးလိုက်တော့အဲ့ပို့စ်ကြီးရေးလိုက်တော့ အုံးတော့မရှိဘူးပုံမှန်တော့ကျမကအဲ့ဟာကြီးပြေးလဲအောင်ဖြေကျမတနေကုန်အဲ့လူတွေနဲ့ contact လုပ်ပြီးကျမဒီပြဿနာကြီးကိုကျမရှင်းဖို့ကျမစူးစမ်းနေရအခုရှင်းလို့လုံးလိုက်တဲ့ဟာကြီးကတော်တော်ဆူဆူကျမတခုပဲမင်းကလည်းမှားလိုက်တယ်ကျမတော့ထက်မထီးခိုင်းနဲ့ကျမမခံဘူးအဲ့ကြမ္မာကျမပြောနေတဲ့စကားရှင်တို့သိရထင်နေရဆိုတော့အเจ้าကြီးရတယ်ကျမတို့နှစ်ယောက်ကျမကျမတို့သိနေတဲ့ connection တွေအများကြီးရှိတယ် ါလဲကကူလေတာလေးပါလေးကင်တာနော်ကိုကိုကာဘာလုံးမယ်ချောက်ဖောက်ကာဘာလုံးမယ်ဆိုလဲသူများကိုထိုးချမယ်ဆိုလဲဒိတ်လေးတော့မှန်အောင်တွက်လာလေးတော့မှန်အောင်တွက်ဒါကျမတရရလုံးမပြောတာကျမနဲ့ခင်မင်ငယ်နဲ့မျက်နှာရှိလို့ကျမတရရလုံးမပြောတာ ခုနကဟိုကောင်မတော့မှဆိုကျမနဲ့ကျမတို့တို့ဖောက်ကြည့်ကုန်ဆက်လို့ကျမထည့်ပြောတာကျမခင်မင်ခဲ့တဲ့မျက်နှာရှိလို့ကျမအခုဘာမှမပြောပဲကျမပါဇက်ပိတ်ပြီးတော့ဟုတ်လားရှင့်ပဲကျမ fact နဲ့ပဲပြန်ရှင်းသွားတာကြားတော့ညမပါ